မရနေမြေကောင်စီမရကာကွေတက်ကလည်းအရွယ်ရောက်သူတိုင်းစစ်မှုထမ်းရမယ်ဆိုရဲစစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလာခဲ့ပြန်ပါတယ်။ချင်းပြည်ကမတူဘီထန်တလန်းပလောဝါစရိမြို့နယ်တွေမှာရှိတဲ့မရဒေတာမှာဇွန်လ9ရက်နေ့ကမရနေမြေကောင်စီမရကာကွေတက် MTC MDF ကနေဒေတာကန်တွေကိုစစ်မှုထမ်းရမယ်ဥပဒေပြဋ္ဌာန်းလိုက်တဲ့အတွက်မရပြည်သူတွေဟာစိုးရိမ်နေကြတယ်လို့ဒေတာကန်တွေစီကနေသိရပါတယ်။ ဂျမဆရာတွေနဲ့ဂျမရေချုံရင်သူတွေကလွဲပြီးအသက်16နှစ်ကနေ45နှစ်အတွင်းမရဒေတာရှိအမျိုးသမီးအမျိုးသားတိုင်းဟာစမှုထမ်းရမယ် MTC MDF ရဲ့ဥပဒေကြောင့်မဖြစ်မနေစမှုထမ်းဖို့လိုလာတာကြောင့်စိုးရင်ရတဲ့အခြေအနေမှာရှင်နေကြတာပါအခုလို့ပြထန်လာတာနဲ့ပတ်သက်ပြီးလန်လင်ပီမြို့ဒေတာကန်တအူက ကျွန်တော်ကအိမ်နာဦးစီတယောက်ပါမိဘတွေစနေသားသမီးတွေကိုလှုပ်ကျွေးနေရတော့မို့ကျွန်တော်ကိုစစ်မှုထမ်းခေါ်မယ်ဆိုရင် မိသားစုစာဝင်တွေအခက်အခဲဖြစ်နိုင်ပါတယ်လို့ CJ platform ကိုပြောပါတယ် MTC MDF ရဲ့ပြဋ္ဌာန်းလိုက်တဲ့စစ်မှုထမ်းဥပဒေဟာမိဘပြုစုသူတွေနဲ့အိမ်နာဦးစီတွေအတွက်အခက်အခဲဖြစ်စေတယ်လို့ဆိုကြပါတယ်နိုင်ငံရေးအခြေအနေကြောင့်ဒေသတွင်အလောက်ကန်ရှာပါဝင်ငွေမရှိတဲ့အချိန်မှာ လူငယ်လူရွယ်တွေကိုစစ်မှုထမ်းခေါ်တာဟာမိသားစုတွေအတွက်ပုံမကျက်တဲလာနိုင်တယ်လို့လည်းဝေဖန်နေကြပါတယ်။အခုနိုင်ငံရေးမကောင်းတော့အလောက်ကန်ရှာပါတယ်။အလောက်လုံးနိုင်တဲ့လူရွယ်တွေကပဲဝင်ငွေပေးနေကြတာပါ။အဲ့ဒီလူတွေကိုစစ်မှုထမ်းခေါ်မယ်ဆိုရင်မိသားစုတွေပိုအခက်ကြုံလာမှာပါလို့အသက်49နှစ်အရွယ်မရဒေသခံတအူးကပြောပါတယ်။အထူးသဖြင့် စမုတ်ထံအကျုံးဝင်တဲ့အိမ်တွေမှာတအိမ်လုံးကတအုပ်ထက်ပေါ်တဲ့မိသားစုဝင်တွေကတောင်စမုတ်ထံမို့လိုလာနိုင်တာကြောင့်ပြည်သူတွေမှာစိုးရိမ်မှုအများကြီးရှိနေပါတယ်။အသက်30နှစ်ရွယ်မရအမျိုးသမီးတအုပ်ကအိမ်တိုင်းမှာ၃ယောက်လောက်စမုတ်ထံရမယ်ဖြစ်နေတာမျိုးမဖြစ်သင့်ဘူး။တယောက်လောက်ဆိုရင်ရပါပြီ။ထန်းဆောင်အောင်မယ့်ကာလကိုလည်းတည်တည်ကြကြသတ်မှတ်ထုတ်ပြန်တဲ့နည်းလို့ CJ Platform ကိုပြောပါရစေ။ MTC MDF အနေနဲ့စစ်ကောင်စီတပ်အင်အားတိစောက်နေတဲ့အချိန်မှာမရာနယ်မြေဟာလုံခြုံမှုအနေငယ်နဲ့တိုက်ရိုက်မျက်နှာမူနေရတဲ့ဒေသဖြစ်တာကြောင့်တူတင်ကောက်ဝဲရေးအနေနဲ့စစ်မှုထံဥပဒေပြဋ္ဌာန်းလိုက်တာဖြစ်ကြောင်းဇွန်လ9ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြည်သူတွေကိုလည်းပူပေါင်းပါဝင်ဖို့တိုက်တွန်းထားပြီးဒီဥပဒေဟာမိမိဒေသနဲ့ခြေပြလုံခြုံရေးကိုတာဝန်ယူနိုင်ရေးအတွက်ရည်ရွယ်တာဖြစ်ပြီးအရေးကြုံလာရင်တာဝန်ပြည့်ထမ်းဆောင်နိုင်ဖို့အရန်တပ်ဖွဲ့အနေနဲ့ရည်ရွယ်ထားတာလို့ MTC MDF ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ် MTC MDF ဟာချင်းချင်းအောင်အဖွဲ့ဝင်ဖြစ်သလိုမတူဘီလိုင်းလင်းဘီပလောက်ဝထန်တလန်စရိတ်မြို့နယ်တွေမှာရှိတဲ့မရလူမျိုးတွေနေထိုင်ရာဒေသတွေကိုပါထိန်းချုပ်ထားနိုင်တဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်ရှင် အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရဲ့ဒေနာရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နှာစင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။